ကိုဗင်ထရီအသေးနဲ့တူချန်ပီယံရှစ်မှာပြန်လည်ပြီးတော့တောက်ပလာတဲ့ဖရန်လမ်ပတ်အားလုံးပဲမင်္ဂလာပါကက်စပေါ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရယ်ဖရန်လမ်ပတ်လို့ပြောလိုက်တာနဲ့ချဲစီအသင်းရဲ့အဓိကကွင်းလယ်ကစားသမားလေဂျင်တူဖြစ်တဲ့လမ်ပတ်ကိုပြေးပြီးတော့မြင်မိကြမှာပါလမ်ပတ်ဆိုတာကလည်းကစားသမားဘဝကနေအနာယူသွားပြီးတဲ့နောက်ပိုင်းမှာနေပြဘဝကိုဒါကူးပြောင်းလာခဲ့တဲ့ကစားသမားဖြစ်ပြီးတော့သူ့အနေနဲ့နေပြဘဝမှာဆိုလို့ရှိရင်လည်းဒါဘီကောင်တီ ပြီးတော့ဒါ Chelsea Everton ပြီးတော့ Chelsea ကိုထပ်ပြီးတော့လာတယ်ပြီးတော့ Coventry အသင်းကိုရောက်သွားတယ်ပေါ့နော်ဒါပေမဲ့ဆိုလို့ရှိရင်ဒါ2018 2019ရာသီပဲတရာသီပဲဒါနှီးပြခဲ့ရတယ်ပြီးတော့သူ့အနေနဲ့ဒါအသင်းဟောင်းဖြစ်တဲ့ Chelsea ကိုပြန်လဲပြီးတော့ဗျာကန်တွဲခွင့်ရခဲ့တယ်ပေါ့နော်2019ကနေ2021ထိဒါနှီးပြခွင့်ရခဲ့တယ်ပြီးတော့သူ့အနေနဲ့ထုတ်ပယ်ခံခဲ့ရတယ်ပေါ့နော်ပြီးတော့နောက်ထပ်ကျွန်တော်ဒီ Everton အသင်းကိုရောက်သွားတယ်အေဘာလန်တင်းမှာဆိုလို့ရှိရင်လည်းဒါလမ်ပတ်ကတော့2020နဲ့2023 ဒါတရားသေးပဲနီးပြခဲ့ရတာဖြစ်ပြီးတော့ဒါအသင်းကနေပြန်လည်ပြီးတော့ထုတ်ပယ်ခံခဲ့ရတယ်ပြီးတော့ချဲစီသင်းကိုတကြောပြန်နေပြီးတော့ရောက်ရှိလာခဲ့တယ်ရောက်ရှိလာခဲ့တဲ့အခါမှာဆိုလို့ရှိရင်ဗျာပွဲတွေအများကြီးတောင်ပဲမကင်တွင်လည်းရဘူးပေါ့နော်ထပ်ပြီးတော့ထုတ်ခံခဲ့ရတဲ့အနေအထားမျိုးတွေရှိသွားတယ်ပေါ့ဆိုတော့လမ်းဘက်ကကျွန်တော်တို့ဒီနီးပြဖို့မှာဆိုလို့ရှိရင် တော်တော်လေးကိုမှအောင်မြင်မှုတွေရဖို့အတွက်ရုန်းကန်ခဲ့ရတယ်ကစားသမားဘောမှာတော့ပြောစရာမလိုဘူးเนาะလမ်းဘက်တော့ကကွင်းလေပိုင်းမှာတော်တော်ကြီးကိုကောင်းတယ်အောင်မြင်မှုများစွာရခဲ့တဲ့ တကယ်ကိုမှအရေးရှင်းရှိတဲ့ကစားသမားတယောက်ဒါပေမဲ့နေပြဘွားကိုကူပြောင်းလာခဲ့တဲ့အခါမှာဆိုလို့ရှိရင်တော့နေပြဘွားကကစားသမားထက်ကိုပို့ပြီးတော့အောင်မြင်မှုရဖို့ခက်ခဲတဲ့အနေအထားမျိုးတွေကိုသူဖြတ်တန်းခဲ့ရတယ်။ကျောင်းဒီဒါဘီကလည်းထုတ်ခံရတယ်ဗျာ။ချဲဆီကလည်းထုတ်ခံရတယ်။အေဘာဒန်ကလည်းထုတ်ခံရတယ်။ချဲဆီကိုပြန်ရောက်တဲ့ပွဲစဉ်အ ਨੇ ကျဲကင်တွေပြီးတော့နောက်ပိုင်းမှာထပ်ပြီးတော့ထုတ်ခံခဲ့ရတယ်။ဒါပေမဲ့သူ့အနေနဲ့2024ခုနှစ်ကစပြီးတော့ကိုဗစ်ထရီအသင်းကိုရောက်ရှိခဲ့တယ်ဗျာ။2024 2025ဘောလုံးရာသီမှာဆိုလို့ရှိရင် ဒါ Coventry အသင်းကတော့စရရောက်ချင်းပါပဲဒီ Premier League ကိုတန်းတက်နိုင်ဖို့အတွက်သူအနေနဲ့အကောင်းဆုံးလုပ်ပေးနိုင်ခဲ့တယ်။ယာဒီပိတ်မှာဆိုလို့ချင်းအဆင့်9နေရာကနေယာဒီပိတ်သိမ်းနိုင်ခဲ့တာဖြစ်ပြီးတော့ဒီ Playoff ကနေဗျာ Championship Playoff ကစားပြီးတော့ Premier League ကိုဒါတန်းတက်ဖို့တဲ့သူအခွင့်အရေးရခဲ့တယ်။အဲ့ဒီမှာဆိုလို့ချင်းတော့လက်ရှိဒါတန်းတက်လာတဲ့ Sunderland အသင်းနဲ့သူတို့ကစားခဲ့ရတာပေါ့လေ။ Sunderland အသင်းကဒါအင်ကွင်းမှာ1-2နဲ့ရှုံးနေပြီးတော့အဝေးကွင်းမှာ1-1ဆိုတဲ့တေးရလနဲ့ဒါသူတို့တွေ ြံခဲ့ရတာပေါ့နော်ဒီချန်ပီယံရှစ်မှာပြန်နေပြီးတော့နေခဲ့ရတဲ့အနေအထားမျိုးစန်တာလန်ကလည်းဒါကိုဘယ်တီကိုကြော်ဖြတ်လာခဲ့တာကတော့တကယ်ကိုထိုက်တန်တဲ့တန်တက်ဖို့အတွက်တကယ်ကိုထိုက်တန်တဲ့အသင်းတသင်းတို့ဒါဒီနေရာကနေထပ်ပြီးတော့ချီကျူးခြင်းနဲ့ဘာဖြစ်လို့ဆိုတော့လက်ရှိပရီးမီးယားလိမှာသူလုံပြနေရာကြီးကတော်တော်ကြီးကိုမိုက်တယ်ဗျာသိအောင်တော်တော်လေးကျန်းတယ်ပေါ့နော်ပိုကစ်ထားတော့ဒါဖရန့်လမ်ပတ်အကြောင်းပေါ့လေဆိုတော့ဖရန့်လမ်ပတ်ကကိုဘင်ထရီအသင်းတွေကတော်တော်လေးကိုမှကန်ဆက်တဲ့ကစားသမားလို့ပြောရမယ်ကန်ဆက်တဲ့နီးပြလို့ပြောရမယ်ဗျာ စားရရောက်ချင်းပါပဲပရီးမားလိကိုတန်းတက်နိုင်ဖို့အတွက်အခွင့်အရေးတွေအများကြီးရှိခဲ့တယ်ပလေးအော်တွေကန်ခဲ့ရတယ်နောက်ဆုံးဖိုင်နယ်မှာပဲပြုတ်သွားတာเนาะပြီးတော့ဒီနှစ်ရာသီ2025 2020ဖရန်လမ်ဘတ်သင်းရဲ့ဒီကိုပင်ထရီကတော်တော်ကြီးကိုမှမိုက်တာပြတော်တော်လေးကိုကောင်းလာတာပေါ့เนาะဒီနှစ်ရာသီမှာဆိုလို့ရှိရင်အင်္ဂလန်ချန်ပီယံရှစ်မှာပွဲစဉ်15ပွဲကစားပြီးတော့10ပွဲထိနိုင်နေပြီးတော့၄ပွဲတရေကြတယ်တပွဲပဲရှုံးတာဗျအဲ့မှာဆိုလို့ရှိရင်ကျွန်တော်15ပွဲမှာကြီးလိုက်မယ်ဆိုရင်ဗျရာကိုက ဒီတွန်းကို40ထိကိုရှိတယ်ပေးကူက73ကိုပဲပြန်လှည့်ပြီးတော့ခွင့်ပြုထားရတာဆိုတော့15ပွဲမှာဂိုးပေါင်း40ကြီးတွင်းလာကြီးကတော်တော်ကြီးကိုကြမ်းတယ်ဗျာသိပါလားတော်တော်ကြီးကိုမိုက်တယ်ဗျာဒါတော်တော်ကြီးကိုရှားတယ်เนาะလက်ရှိဟိုဘယ်တချို့လိတ်တွေမှာတော့ရှီကောင်းရှိလိမ့်မယ်တချို့လိတ်သေးလေးတွေမှာတော့ဒါပေမဲ့ချန်ပီယံရှစ်မှာအဲ့လိုတိလုံးပြနိုင်ဖို့ကတော်တော်ကြီးခက်တယ်เนาะချန်ပီယံရှစ်ကတော်တော်လေးဒါဂိုးအောက်တဲ့အသင်းတွေလို့ပြောလို့ရတယ်ဒါပေမဲ့သူ့အနေနဲ့ချန်ပီယံရှစ်မှာတောင်းပဲဗျာတွင်းကို40ထိရရှိအောင်ကစားထားပြီးတော့ပေးကူက ဆက်သုံးကိုပဲပြန်လဲပြီးတော့ခွင့်ပြုထားရတာ။အိုးဒါကြီးကတော်တော်ကြီးကိုမိုင်လွန်းတယ်သိရမလား။သူ့အောက်ကအသင်းနေဆိုရှင်ပြမက်ဒယ်ဘရော့တို့စတိုးတို့နော်ပရစ်စတန်ဘာညာဒေးသင်းနေလိုက်ကြည့်လိုက်။အလွန်ဆုံးသွင်းယူထားတဲ့ဂိုးတွေကသူတို့သွင်းထားတဲ့ဂိုးတွေက25ဂိုးကအလွန်ဆုံးပဲ29ကအများဆုံးပဲသွင်းထားတာ။သူကအဲ့ဒီအသင်းနေထက်ကိုထက်ဝက်လောက်ကိုပို့ပြီးတော့သွင်းယူထားတာ။တော်တော်ကြီးကိုကြမ်းတယ်။ဆိုတော့လမ်းပတ်ရဲ့အသင်းကအမှန်တမ်းပြောရလို့ရှိရင်အရင်ကဆိုလို့ရှိရင်ကိုဗင်ထရီဆိုတာကမာရဲကစားရခက်တယ်။ သူ့ကိုဂိုးသွင်းရတာလည်းအများကြီးသွင်းဖို့မလွယ်ဘူး။သူ့ဘာလဲတခြားသွင်းကိုဂိုးတွေအများကြီးသွင်းနေသွဲထားမရှိဘူး။ဒါပေမဲ့ဒီနေ့ရာသီမှာကျွန်တော်တို့ကိုဗင်တီအသွင်းကိုတွားပြီးတော့ဂိုးအောက်လို့လို့မရအောင်ဂိုးဘော်တွေကိုပို့ပြီးတော့အသားပေးရတယ်။ဘာဖြစ်လို့ဆိုတော့ဂိုးဘော်တွေပွဲစဉ်တွေကပို့ပြီးတော့များတယ်ဗျာ။နောက်ဆုံးကစားခဲ့တဲ့၅ဘွဲမှာဆိုရင်ဒါ၄ဘွဲထိပို့တယ်။တစ်ဘွဲပဲအောက်ထားတာသိရမလား။အဲ့လောက်ထိကိုကျန်းတာ။ Okay ဒါတော့ကိုဗင်တီအသင်းရဲ့ဒီလက်ရှိကောင်းတဲ့နေထိုင်မျိုးကိုကျွန်တော်ကပြောပြတာပေါ့လေ။မနေ့ကတော့သူအနေနဲ့ဒါပလေးအော့နဲ့ခြံခဲ့ရတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ ဒါဆံမြင်ရှိမှာအစင်းတက်နေရမှာရက်တည်နေပြီးတော့ရှုံးဘွဲကလည်းတပွဲပဲရှိရယ်နိုင်ဘွဲက10ဘွဲတေရီကတော့4ဘွဲရမက်က34မက်ရှိထားတယ်သူ့ရဲ့အောက်ကဆိုရင်မက်တဘလော့က26မက်ဆိုတော့ဘွာချောင်းကကျွန်တော်5မက်5မက်ဖြတ်ထားတာဗောလေဒါမက်တဘလော့အသင်းကိုဒီနေ့ရသည်မှာဆိုလို့ရှိရင်တော့တေချာပေါက်ဒါကိုဘက်ထရီအသင်းကတော့ဒါအင်္ဂလန်ပရီးမီးယားလိကိုဒါတန်းတက်လာနိုင်မိလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်ဘာဖြစ်လို့ဆိုတော့လက်ရှိအနေထားကတော်တော်ကြီးကိုကြမ်းနေတာလीအ လမ်းဘက်အနေနဲ့ဒါလက်ရှိမှာကတော့ Coventry အသင်းနဲ့အတူတကြောပြန်လည်ပြီးတော့ဒါတောက်ပလာခဲ့ပြီးဒါ200တိဆက်လက်တာအကောင်းဆုံးတွေလုတ်ပြထားတယ်ဒီထက်ပိုပြီးတော့ဒါတောက်ပတဲ့ဒါနီးပြတရားပြီးတော့အောင်မြင်မှုရတဲ့နီးပြတရားအကောင်းဆုံးခံပတ်လာနိုင်ဖို့ဆိုလို့ရှိရင်တော့သူ့အနေနဲ့ပရီးမီးယားလိဂ်ကိုဒါတန်းတက်အောင်လုတ်ပြနိုင်ဖို့တော့လိုတယ်ပေါ့လေဆိုတော့ယာတီကအခုမှစောတော့စောသေးတယ်ဒါပေမဲ့စောတဲ့ကာလအတွင်းမှာလုတ်ပြထားတာကြီးကတော်တော်လေးကိုကြမ်းတယ်ပေါ့နော် ရာဒီကုံမှာလမ်းပန်းရဲ့ဒီကိုဘင်ထရီအတင်းကပရီးမီးယားလိကိုတန်းတက်လာနိုင်မလားဆိုတော့ကျွန်တော်တို့စိတ်ဝင်စားနေထပ်ပြီးတော့အောက်မြောက်ကြည့်ရှုသွားရမှာလည်းဖြစ်ပါတယ်ဗျပရိသတ်တို့ကရောဘယ်လိုမျိုးထင်မြင်ကြလဲ